တရုတ်ကုန်စီတွေကိုတရားရငိုင်းလုံးစီးတက်ကုန်တမကြောင်တမနာထရန်ကကျညာလိုက်ပြီးတော့ကမ္ဘာဈေးကွက်တခုလုံးကမောကမဖြစ်ကုန်ပါလေအယုဒ္ဓင်္ဂုံနေပေါ်တရားခံတို့ထတ်တိုးစီးတဲ့ဟောတမကြောင့်အမေရိကန်သမ္မတထရန့်ကတောက်ကြနေမှာကြီးညာခဲ့ပြီးသမ္မတရှီနဲ့ထိပ်သီးဆွေးနွေးပွဲကိုပါဖျက်မယ်လို့ချင်းချောက်လိုက်ပါတယ်။တရုတ်ဒင်္ဂုံနေပေါ်ထတ်တိုးစီးတဲ့ဟောတမမှုဟာနိုဝင်ဘာတရက်နေ့မှာအာနာတီမှာဖြစ်ပြီးတရုတ်ရဲ့မြေရှားသတ္ထုတင်ပို့မှုထိန်းချုပ်ခြင်းကြောင့်ခုလိုလက်တော့မြင်လာလို့ဒေါ်နယ်ထရန့်ကပြောပါတယ်။ ်အမေရိကန်ကလက်ရှိမှာတရုတ်ကုန်စီတွေကို30ရာခိုင်နှုန်းစီးကျက်ကိုတက်မှတ်ပြီးတရုတ်ကအမေရိကန်ပို့ကုန်တွေပေါ်10ရာခိုင်နှုန်းစီးကျက်ထားပါတယ်။မြေရှားတထုတင်မှုမှုထိန်းချုပ်ဖို့အသေးစိတ်ဖော်ပြတဲ့စာတွေကိုတရုတ်ကကမ္ဘာတော်မှာရှိတဲ့တမ်းမြင့်တွေကပေးပို့ခဲ့တယ်လို့ထရမ်ကဆိုပါတယ်။တရုတ်ကကမ္ဘာကြီးကိုတစားကလောက်တာခွင့်ပြုစရာဘာအကြောင်းမှမရှိဘူး။တရုတ်နိုင်ငံရည်ရည်ချက်ကရန်လိုနေတယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်ကတောင်ကိုရီးယားမှာကျင်းပမဲ့ APEC ထိပ်သီးဆွေးနွေးပွဲမှာတရုတ်သမ္မတရှင်နဲ့တွေ့ဖို့စီစဉ်ထားပေမဲ့လက်ရှိဒီလိုလှုပ်ရှားအကြောင်းမရှိတော့ကြောင်းထရန့်ကဆိုပါတယ်။ မြေရှားတပ်ထူအစမဖောင်းတဲ့တဲ့စစ်ကောင်မှာစစ်လက်နက်နဲ့စွန့်ရင်နေမိညာထိထုတ်အောင်မှာအရေးကြီးပြီးတရုတ်ကကမ္ဘာမြေရှားတပ်ထူကိုချုပ်ကန်ထားပါတယ်။ရှီနဲ့စီဝေးကိုသူ့ဖြတ်သိမ်းခဲ့တာမဟုတ်ဘူးလို့ထွန်းကနောက်ပိုင်းရုံးကမ်းမှာသတင်းတောက်တွေကိုပြောပါတယ်။ဒါမဲ့တရုတ်နဲ့အမေရိကန်ကြားတင်းမာမှုကတော့တော်တော်လေးကိုမြင့်တက်လာတဲ့အခြေအနေမှာရှိပါတယ်။ရှားလိုက်ရတော့အမေရိကန်မြေရှားတပ်ထူတူဖော်ရေးကုမ္ပဏီတွေရဲ့အစုရှယ်ယာဈေးတွေဟာတော်တော်လေးကိုခုန်တက်သွားပါတယ်။ ်အမေရိကန်သမ္မတနဲ့တရုတ်လှုပ်ရှားမှုကိုဗန်နာရီကတံပြန်ဖို့မမိပေါ်ဖိအားပေးခင်တာတွေရှိလာပါလိမ့်မယ်လို့ထရန်ကဆိုပါတယ်လောလောဆယ်ကျွန်တော်စဉ်းစားနေတဲ့မြန်မာနိုင်ငံမှာအမေရိကန်နဲ့ဝင်လာတဲ့တရုတ်ထုတ်ကုန်တွေပေါ်အခွန်အမြောက်များတိုးပါပါတယ်လေးနဲ့စဉ်းစားတဲ့တခြားတံပြန်ရေးမှုလည်းအများကြီးရှိပါတယ်တဲ့စတော့ရှယ်ယာဇင်းတို့မြင့်တက်မှုမှာလည်းအဲ့ဒီမြေရှာသတ္တုကုမ္ပဏီတွေကတော်တော်လေးကိုမြင့်တက်သွားပါတယ်။ဥမာပြင် MP Material Company က19ရာခိုင်နှုန်း USA Ra Air Company က19ရာခိုင်နှုန်း Energy Fuel Company က10ရာခိုင်နှုန်းကျော် နီယိုကော့ဒီဗလော့မန့်ကုမ္ပဏီကဆလျာကန်ကိုတည်တည်မြင့်တက်ပါတယ်။တရုတ်ဟာမြေရှာသတ္တုတင်ပို့မှုပေါ်ပုံမတင်ကြတဲ့ထိန်းချုပ်မှုတွေချမှတ်ထားပါတယ်။တရုတ်ဟာကမ္ဘာလုံးဆိုင်ရာမြေရှာသတ္တုထုတ်လုပ်ရောင်းချလုပ်ငန်းစဉ်တွေလွှတ်မှုထားပါတယ်။အမေရိကန်ဟာတရုတ်စီကမြေရှာသတ္တုကိုမိခိုနေရပါတယ်။အမေရိကန်ကာကွယ်ရေးဥက္ကဋ္ဌကအမေရိကန်ရှိအကြီးဆုံးမြေရှာသတ္တုဒုဖော့ထုတ်လုပ်ကုမ္ပဏီဖြစ်တဲ့ MP Material နဲ့လည်း Trucha သဘောတူညီစာချုပ်ချုပ်ထားပါတယ်။ဒီလိုစာချုပ်ချုပ်တာဟာတရုတ်ကိုမိမိကိုပဲပြည်တွင်းထောက်ပံ့မှုနဲ့သာယက်တည်ဖို့ကြိုးပမ်းလာတာပါ။ တရုတ်ကနိုင်ငံခြားကမ္ဘီတွေအနေနဲ့ကိုစီတမိုးရဲ့သုံးရက်တမတရာကနုံနဲ့ထပ်တန်းမှုရှိတဲ့မြေရှားသထုပါတဲ့ပို့ကွန်ပစ္စည်းတွေအတွက် license ရယူဖို့အသက်မှတ်ထားပါတယ်။ကမ္ဘီတွေအနေနဲ့တရုတ်နိုင်ငံရဲ့ထုတ်လုပ်မှုတန်းစင်မှုဓမ္မမဟုတ်တာလိုက်ပြလဲအသုံးပြုမှုဤပညာအသုံးပြုမယ်ဆိုရင်တော့ပို့ကွန် license ရှောက်ထားရမှာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံဆိုးမှာခုလောက်ကမှပြုလုပ်မဲ့အာရှပစိဖိတ်စီးပွားရေးပတ်စံမှုထိပ်သီးစနစ်ဘက်မှာပြည်တွင်းကျင်းပမဲ့စီးပွားမှာထရန်နက်ရှိလို့ပြည်စုံနိုင်ခြင်းရှိတဲ့အတွက် ဒီလိုမတွေ့မီတရုတ်ကပို့ကုန်ထိန်းချုပ်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။လာမယ့်နှစ်ပတ်တွင်တောင်ကိုရီးယားမှာကျင်းပမယ့် APEC ဆွေးနွေးပွဲမှာသမ္မတရှိနဲ့တွေ့ဖို့တော့ရှိပါတယ်။ဒါပေမဲ့ဘလို့ဆက်ဖြစ်မလဲဆိုတာတော့မပြောနိုင်ဘူးလို့ American သမ္မတ Trump ကဆိုပါတယ်။လောလောဆယ် American ကတော့တရုတ်ကိုပိတ်ပင်မှုတွေပို့ဖို့လုပ်နေပါလိမ့်။ဒါအပြင် American စီလမ်းကြောင်းမှာရုရှားရဲ့လေပတ်နဲ့ကိုတရုတ်လေကြောင်းလိုင်းလေရင်တွေအသုံးပြုခွင့်ရနေတဲ့ကိစ္စကိုလည်း American ကတားမြစ်မယ်လို့ဆိုပါတယ်။ တရုတ်လေကြောင်းလိုင်းကြီးဟာတဲ့ရုရှားလေပိုင်နက်ကိုတုံးပြီးတော့အမေရိကန်ကိုလာတဲ့အခါမှာပြန်တန်းကြီးနေပြီးလောင်စာသုံးဆွဲမှုလည်းနေတဲ့အတွက်အကျိုးမြတ်ပူရနေကြောင်းအမေရိကန်လေကြောင်းလိုင်းတွေကကာလရှည်ဝေဖန်နေပါတယ်။ယူကရိန်းကိုရုရှားကျူးကျော်ခြင်းကစပြီး2022မတ်လမှာအမေရိကန်ကဝေဟင်၎င်းတို့ဝေဟင်ပေါ်ရုရှားလေရင်တွေဖျက်ဆီးခြင်းကိုတားမြစ်တဲ့အတွက်ရုရှားကလက်တော့ပြန်ပြီးအမေရိကန်လေကြောင်းလိုင်းလေယာဉ်တွေနဲ့တခြားနိုင်ငံလေကြောင်းလိုင်းလေယာဉ်တွေရုရှားလိပိုင်နာအားဖျက်ချော်ပြန့်သန်းမှုကိုလုံးဝတားမြစ်ထားတာဖြစ်ပါလေ။ဒါမဲ့တရုတ်၊အီရန် ဒီနိုင်ငံတွေကိုတော့ရုရှားကချွင်းချက်အနေနဲ့ခွင့်ပြုထားတာဖြစ်ပါတယ်။အခုအမေရိကန်လည်းတံပြန်ဆိုးလို့ပြုတ်နေတာဖြစ်ပါတယ်။တရုတ်လေကြောင်းလိုင်းလေယာဉ်တွေကတော့မတားမြစ်ခံတဲ့အတွက်နိုင်ငံတကာခီးစဉ်လည်းကြောင်းမှာတရုတ်မှာအပအကြံလေကြောင်းလိုင်းလေယာဉ်တွေနှိုင်းရှင်ဈေးကွက်ဝေစုပိုရနေတာဖြစ်ပါတယ်။လက်ရှိအချိန်ကမမျှတာပါဘူး။အမေရိကန်လေကြောင်းလိုင်းလေယာဉ်တွေအတွက်ကြီးမားတဲ့ရှင်ပြိုင်မှုမှာအနှုတ်သက်ရောက်နေတယ်လို့ဆိုပါတယ်။လက်ရှိဆိုပြကြအမေရိကန်မှထုတ်ပြီးတဲ့နိုင်ငံသားလေးကြောင့်လည်းလေရင်လေးခွင့်ပြုပေးတဲ့ဖြစ်ကြော်ပြန်တဲ့ခြင်းကန့်သက်ချက်မှာတုံ့ဝန်မှာဖြစ်ပြီ ကိုစီတမိုးမိုးနဲ့လိန်နဲ့မသက်ဆိုင်ကြောင်းဖြည့်ဆွထားပါတယ်တရုတ်လေကြောင်းစစ်ကြအနာပိုင်းတွေဝါရှင်တန်မှာရှိတဲ့တရုတ်သံရုံးနဲ့ဆန်ရလေကြောင်းလိုက်များစီမှတ်ချက်ပေးဖို့တောင်းဆိုမှုကိုလည်းချက်ချင်းတုံ့ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ယူကရိန်းမျိုးတော်တဝမ်းကိုရုရှားကအကြီးကျယ်တိုက်ခိုက်မှုကြောင်းလျှက်စစ်မီတွေဖျက်တောက်နေပါတယ်ရုရှားရဲ့ဒရုန်းတွေဒုံးကျည်တဲ့လက်ချက်ကြောင့်ကိမျိုးမှာအနည်းဆုံးလူ20လောက်ဒဏ်ရာရပြီးသေဆုံးမှုကတော့မသိရပါဘူး။မြို့တော်ဒဝမ်လျှက်စစ်မီတွေဖျက်တောက်သွားပါလေ။ ။သမားစီလစကီကဒီတိုက်ခိုက်မှုကတော်တော်လေးဆိုးဝါးပြီးစနစ်တကျကြုံတင်တွေ့ချက်ထားတဲ့တိုက်ခိုက်မှုလို့ဖြစ်တဲ့ရှုတ်ချပါလိမ့်။ကင်မြူရောဗီတာလီကလက်စကိုကရုရှားတပ်တွေဟာအရေးကြီးဆုံးအခြေခံအဆောက်အဦကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ပြစ်ချခဲ့တဲ့ဒရုန်းများမှအစအနတွေဟာမြို့နေရာအတော်များကိုကျရောက်ပါတယ်။မီဒီယာသမားတွေကမိငိတ်တက်နေတဲ့တိုက်ခန်းဆောင်များမီလောင်တွေမှာအွန်လိုင်းမှာတွေ့မြင်ရပါတယ်။ရုရှားရဲ့ညာဘက်တိုက်ခိုက်မှုမှာဒရုန်းပေါင်း465စင်၊ဒုံးကျည်320ပတ်ဝန်းကျောင်း အဲ့ဒီနဲ့ drone 450နဲ့ drone 75စင်ကိုလေကြောင်းရဲ့ကောက်ွယ်စနစ်ကပြစ်ချနိုင်ကြောင်း Ukraine လက်တက်ကပြောပါတယ်။မီးလောင်မှုကြောင့်ကီးမြို့လယ်မှာကယ်ဆယ်ရေးသမားတွေဟာ18ထက်မြင့်အဆောက်အုံမှာလူပေါင်း20ကျော်ကယ်တင်ခဲ့ရပါတယ်။လူငါးဦးကိုဆေးဝါးမှုပို့ဆောင်ခဲ့ရပြီးကျန်းလူတွေကိုရှေ့ဥတုနာပြုစုပေးခဲ့ရပါတယ်။ Ukraine ချားဒေသတွေကိုလက်တက်ခတ်တဲ့အတွက်9နှစ်ရွယ်ကလေးတို့သေဆုံးရောက်စုပါတယ်။အခုချိန်နေစနစ်ကြဆင်းလာချိန်မှာ Ukraine ရဲ့စွန့်ရင်ချေကအဆောက်အုံဟာအဓိကပြစ်မှတ်ဖြစ်လာတယ်လို့သမ္မတဇင်မန်စကီကပြောပါတယ်။ မဟာမိတ်တွေကပုံမကူညီပေးဖို့နဲ့ဆောင်ရွက်ပြီးမှတိုင်းရည်သားနဲ့စွန့်ရင်ခြေခံစောင့်နေရရုရှားတက်ခိုက်မှုရဲ့အဓိကအပြစ်မှတ်ဖြစ်လာပါလေရုရှားဟာစွန့်ရင်ဆိုင်ရာစောင့်နေတဲ့မြေထံနဲ့ဖျက်ဆီးခြင်းဖြင့်ရှုံထွေးမှုတွေဖန်တီးပြီးစိတ်ပိုင်းဆိုင်ရာဖိအားပေးဖို့ကြိုးပမ်းနေကြောင်းဇလန်စကီးကသတိပေးပါတယ်ကြီးရီသားမှာမိသားစုပေါင်း2800ကျော်လျှက်စစ်မှုဖြစ်တောင်းနေစေဖြစ်ကြောင်းအုပ်ချုပ်ရေးမှူးကပြောပါတယ်နောက်ထပ်သတင်းပို့ပြောခြင်းပါတယ် မိဒီဆိုရဖွဲ့ဖွဲ့စည်းမှုကိုမစိုးတားဆီးပြစ်ပင်တော်မယ်လို့ပြင်သစ်လက်ရဆောင်ကောင်းဆောင်မိုင်းလဘင်းကဗိုလ်ကြီးလက်ကပြောလိုက်ပြီးတိုင်းပြည်နိုင်ငံကြီးအခုလိုမတိုးတာမဆုတ်တာအခြေအနေကို ပုံမဆိုးဝါးသွားစေမယ်ဆိုပါတယ်အားလုံးကိုစန့်ကျင်မဲ့ပြေးတော်မယ်လို့သူကပြောပါတယ်ပါလီမန်ကသိမ်းဖို့အလေးနဲ့စဉ်းစားဖို့မရင်းလင်ပြီးကပြင်သစ်မှာမက်ခရွန်ကိုထပ်မံတောင်းဆိုပြီးလွတ်တော်ရွေးကောက်ပွဲတွေစောပြီးကျင်းပဖို့သူမဟုတ်သူနှုတ်ဖက်ပြီးဖို့တောင်းဆိုပါတယ် ဒီနေ့နိုင်ငံရေးကောင်းဆောင်တွေကြုံရတဲ့ပြဿနာကမြင်းပေါ်ရောက်နေပြီအဲ့ဒီမြင်းကဘဲမှသွားခိုင်းလို့မရတာပဲလုံးနေတာမြင်းစီးကျွမ်းကျင်သူပါလို့တိုက်ခန့်ကောင်းဆောင် Marine League ဘန်ကပြည်သူနိုင်ငံအလဲပိုင်းမှာကျင်းပတဲ့ပွဲတစ်ခုမှာပြောတော့ပါလိမ့်သူတို့တွေကမြင်းငါးကိုခါချတဲ့အချိန်ဘယ်လောက်ထိကြကြထိနိုင်မလဲဆိုတာပဲလို့ဆိုပါတယ်မနေ့ကရွေးကောက်ပွဲတွေစောကျင်းမှပြီးမက်ခရွန်ကနိုင်ငံရေးလောင်းစားတစ်ခုလုပ်ပြီးတဲ့အခါပြည်သူနိုင်ငံရေးဟာမတိုးတာမဆုတ်တာအခြေအနေရောက်နေခဲ့ပါတယ် သူကအာနာပုံမခိုင်မဲအောင်ရည်ရွယ်ပြီးလောက်ခိုက်ခြင်းဖြစ်ပေမဲ့ဘယ်ပါတီမှအသာစီးမရပဲလက်ရစုံအများသာအမတ်နေရာပိုးရသွားပါလေ။ဒါကြောင့်မက်ခရွန်လည်းကြောက်ကြသွားပါလေ။လာမယ့်နှစ်အတွက်ကျွန်တော်မဲချိုးချန့်ချွတ်တာရေးဘတ်ဂျက်ပေါ်မကြည့်လည်းမကြောက်ဘူးဒီလိုလိုကိုလွတ်တော်ကဖြုတ်ချပြီးဖြစ်ပါတယ်။တတိယမြောက်ဝန်ကျောလက်ကောက်နှုတ်ဆိုရင်14နာရီပဲခံပါလိမ့်အကြက်တဲကိုပြည်လက်ဖို့နောက်ဆုံးကြိုးပမ်းတဲ့နေနဲ့မက်ခရွန်ကမြစ်တရရခံတဲ့အတွက်ဘလိုပဲဆိုပါစေသူ့ရသူကိုဘော်ဒူးလေးညံ့နေပိုင်းထိစိန်ထားပါလိမ့်အချိန်စောပြီးရွေးကောက်ပွဲအစ်စ်ကျင်းပခြင်းမလုပ်ပဲ ဘာကြအရေးအများသဘောတူမှုရနိုင်လိမ့်မယ်လို့သူထင်မြင်ကြောင်းယာရုမထောက်ခွာရတော့မြို့ကြီးချုပ်ကပြောပါတယ်ယာရုမထောက်ခွာသွားတဲ့ဝန်ချုပ်လီကွန်နူဟာဘိုးဝါရီနဲ့လက်ရနိုင်ငံရေးသမားတွေနဲ့ဆွေးနွေးပြီးလက်ဝဲသမားတွေနဲ့ဆွေးနွေးမှုကိုအဆုံးသတ်ခဲ့ပါတယ်မြန်နိုင်ငံမြန်မာပအဝင်ဖို့ဖိတ်ခေါ်မှုကိုလက်ရဆွေးနွေးသမားတွေကပယ်ချပါတယ်မရိုင်းလိပန်ရဲ့ National Rally မှာလူပုဆန်တဲ့သဘောထားကောက်ယူမှုမှာအရှိဆုံးကဦးဆောင်နေပြီး2029မှာကျင်းပဖို့ရှိတဲ့နောက်သမရရွေးကောက်ပွဲမှာမရိုင်းလိပန်ကအနိုင်ရဖို့ခွင့်ရရှိနေပါတယ် မက်ခရွန်ကတော့ဝန်ပြိုင်ခွင့်မရှိတော့ပါဘူး2019ခုနှစ်ကပထမကျင်သမ္မတဖြစ်ရွေးခန့်ခဲ့တဲ့မက်ခရွန်ဟာသူ့ဒုတိယတည်ထောင်ကုဆုနဲ့ဒီတာဝန်ကိုထမ်းဆောင်သွားမယ်လို့ထက်ထက်လက်လက်ပြောနေတာပဲဖြစ်ပါလိမ့်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ကမ္ဘာပေါ်မှာပထမဆုံးဖြစ်အကာသမနေအောင်ကြီးစွန့်ကိုလမ်းပို့ဖို့ဂျပန်နိုင်ငံကလုပ်နေပြီဖြစ်ပါတယ်ဂျပန်နိုင်ငံဟာ2025မှာအကာသရမနေအောင်ကြီးစွန့်ကိုကမ္ဘာမြေကိုပထမဆုံးအကြိမ်ဖြစ်အောင်မျိုးစွာလှိုင်းယူထုတ်လွှင့်မဲ့နိုင်ငံဖြစ်သမိုင်းသစ်ရည်ထုတ်ဖို့ပြင်ဆင်နေပါတယ် ဒီစီမံကိန်းကပြန်လည်ပြည်ပြည်ပြည်ဆွေးနွေးနေပြည်ညလောကမှာကြီးမားတဲ့အပြောင်းအလဲဖြစ်နေပါတယ်ဒီစီမံကိန်းကဂျပန်ဟာအလေးချိန်180ကီလိုဂရမ်ရှိတဲ့ဂျိုလူတစ်စင်ကမ္ဘာမြေပြင်ထက်ကီလိုမီတာ400မြင့်ရှိကမ္ဘာပတ်လမ်းကြောင်းကိုထွက်တင်มาဖြစ်ပါတယ်အဲဒီဂျိုလူမှာတက်ထားတဲ့နေရောင်ကြီးစွန့်ရင်ပြားတွေကနေရောင်ကြီးကိုဆူဆောင်းပြီးနောက်ဒါဝမိုက်ခရိုဝေ့စွန့်ရင်ဖြစ်ပြောင်းလဲมาပါအဲဒီနောက်ဒီစွန့်ရင် line တွေကိုဂျပန်နိုင်ငံဆူဝါမှာရှိတဲ့မြေပြင်လက်ခံရေးစကန်ကိုပို့လို့သွားมาဖြစ်ပါတယ်ကနဦးစမ်းသမှုမှာလက်စစ်တာ1ကီလိုဝက်ခန့်ထုတ်နိုင်ပါတယ် ဒါဟာအင်ဒိုနီးယားစစ်ပစ္စည်းငယ်တခုတနားခက်သုံးပြနိုင်မှုလုံလောက်တဲ့ပမာဏပါ။ဒါအင်မတန်နည်းပါးတဲ့ပမာဏဆိုရင်လည်းကနဦးအောင်မြင်မှုလို့ပြောလို့ရပါတယ်။အဂါသာခြေဆိုင်နေုံကြီးစွိုင်းနေပညာဟာလက်တွေ့လုံးလုံးကြောင့်သက်သေပြနိုင်မဲ့အလွန်ကြီးပါတဲ့သေုပ်ပြမှုပါ။ဒီစီမံကိန်းသာအောင်မြင်ရင်ညာအချိန်တမို့ရာသီဥတုမကောင်းတဲ့ချိန်တွေမှာတော့မှကမ္ဘာမြေကိုတန့်ရှင်းပြီးအဆက်မပြတ်စွိုင်းကိုအချိန်မီထောက်ပံ့ပေးနိုင်မဲ့ပေါ်မကြီးမားတဲ့စနစ်အတွက်လမ်းဖွင့်ပေးနိုင်မှာဖြစ်ပါတယ်။အမေရိကန်ရဲ့တရုတ်လိုနိုင်ငံတွေကလည်းအလားတူမီပညာကိုစူးစမ်းရှာဖွေခြင်း ဂျပန်ရဲ့ဒီစီမံကိန်းဟာသိပ္ပံနဲ့နေပညာစံသစ်တည်ထောင်မှုကအနာဂတ်မှာဥဆောင်နေတယ်ဆိုတာဖော်ပြနေတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။အာတိတ်သမုဒ္ဒရာထဲမှာထိုးစမ်းတဲ့ဝေလာငါးကြီးတစ်ကောင်ကိုတွေ့ရပါတယ်။အဲဒီဝေလာငါးမှာလွန်ခဲ့တဲ့နှစ်ပေါင်း200ဝန်းကျင်လောက်ကတုံးပြုတ်ခဲ့တယ်ဆိုတဲ့လှန်ကြုံတစ်ခုကိုယ်ထဲမှာစိုက်ကျင်နေတာတွေ့ရပါတယ်။ဒါကိုကြည့်ကြပြီဒီဝေလာငါးဟာအဲဒီလမ်းကျထိခန့်နေရပြီး ရာစုနှစ်နှစ်စုကျော်များအသက်ရှင်နေကြောင်းပြုရမှာပါ။သမ္မတမြန်ရှင်တွေရဲ့ယုံကြည်ချက်အရဒီဘောဟရဝီလာငါးရီကနှစ်ပေါင်း1000ကျော်ထိအသက်ရှင်နိုင်ပြီ။ကမ္ဘာပေါ်မှာရှိတဲ့အသက်ရှင်ဆုံးလူလိုက်သက်ပါတွေကထူးခြားမှုပါ။ဒါမဲ့ကမ္ဘာမှာပထမဦးဆုံးအဲ့ဒီလိုမျိုးလွန်ခဲ့တဲ့အနည်း200လောက်ကဝီလာငါးဖက်ကိုရီးယားတစ်ခုလှန်ကျုံနေခန္ဓာကိုယ်ရဲ့ဆက်နေတဲ့ဝီလာငါးကိုပထမဦးဆုံးတွေ့ဦးတာပဲဖြစ်ပါလိမ့်။ဒီငါးရဲ့ထူးခြားတဲ့ပြဿနာကြောင့်ယောဂတန်ခန္ဓာရေးရှိပါတယ်။ ဒီရနေ့ပြည့်စုံမှန်တရားအောင်လည်းပြန်လည်ကောင်းမွန်အောင်သူ့ရဲ့ဇီဝကမဏီပညာနဲ့ပြည့်မြင်နိုင်ပါလေကမ္ဘာအနှံ့ဆုံးရေးပြင်းနေမှာရာဇဝတ်ပေါင်းများစွာရှင်သန်နေနိုင်ပါလေဒါအောင်လေးလာခြင်းအပြင်လူသားတွေပုံမကျမ်းပါပြီပုံမရှိလျားစွာအသက်ရှင်နိုင်ဖို့အထောက်အကူပြုမဲ့လိုအပ်ချက်ကိုသိရှိနိုင်တယ်လို့သူတို့တိတိကမျှော်လင့်ထားပါတယ်